မြန်မာဘောလုံးလောကရဲ့အနာဂတ်ဆွေအောင်မျိုးဆက်ယူဆက်ခွန်ရဲ့အာရှဖလားအောင်ပွဲဘောလုံးမဲမင်္ဂလာပါခင်ဗျာကိုအန်စပေါ့စ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မြန်မာဘောလုံးနာဂတ်အတွက်အရေးကြီးဆုံးပွဲမှာဇီးရီးယားအသင်းကိုသေကစားပြီးတော့မြန်မာယူဆက်ခွန်အသင်းကအာရှဖလားခြေစစ်ပွဲအောင်ခဲ့ပါပြီမြန်မာယူဆက်ခွန်အသင်းကအာရှဖလားခြေစစ်ပွဲတက်ရောက်ခွင့်အတွက်နောက်ဆုံးအဟန်တာဇီးရီးယားအသင်းကိုကြော်ဖြတ်ခဲ့တာပါမြန်မာယူဆက်ခွန်အသင်းကအာရှဖလားခြေစစ်ပွဲအုပ်စု၄ဝဲသလုံးရှုံးဝဲမရှိအောင်ကစားပြီးတော့ ဂုံစရာကောင်းခဲ့ပါလေဇေဗီယောဒီကစားနိုင်အောင်လည်းနောက်ဆက်တယောက်ခွင့်ရမှာဖြစ်ပေမယ့်မြမာယူစက်ကွန်အသင်းကပိတ်မဆော့ပဲအနိုင်ရလို့နှိပါကစားပြခဲ့တာပါဇေဗီယောဒီကတော့မြမာအသင်းကိုမှဖြစ်မနေကိုပြနိုင်စားမှသာအာရှဖလားခြေစပွဲတယောက်ခွင့်မျောလင်းချက်ရှိမှာဖြစ်လို့အနိုင်ရောက်ရီမန်းခဲ့ပေမယ့်မြမာအသင်းရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူးမြမာယူစက်ကွန်အသင်းကဖိအားပိုနေပြီးတော့ရွှေအောင်ခွင်းကို အမိရစုတ်ကန်ယူပြခဲ့တယ်ကိစ္စဆက်အများအားတောင်းဝန်ကျခဲ့တဲ့မြမာအသင်းပြိတ္တတွေကလည်း ၄နာရီချိန်မှပွဲစမှာဖြစ်ပေမဲ့သူနာကွင်းနဲ့အစိုးရကတည်းကတခဲနဲ့လောက်အားပေးပြီးတော့မြန်မာယူဆက်ခွန်သင်းကိုဝင်းရံပေးခဲ့ကြပါလေမြန်မာယူဆက်ခွန်သင်းကအိုမန်ယူဆက်ခွန်သင်းကိုအနိုင်ရပြီးတဲ့နောက်သူနာကွင်းထဲမှာစစ်မှန်တဲ့ပြောဆွေးမှုပြန်လည်မြင်တွေ့ခံစားခွင့်ရခဲ့တယ်တစ်ချိန်တုန်းကဆွေအောင်မျိုးဆက်မြန်မာယူဆက်ခွန်သင်းလိုမျိုးလက်ရှိမြန်မာယူဆက်ခွန်သင်းကိုမျောလင်းလို့ရနေပါပြီမြန်မာယူဆက်ခွန်သင်းရဲ့အောင်ပွဲဟာမြန်မာဘောလုံးလောကရဲ့ကြီးမားတဲ့အရွေးဖြစ်လာနိုင်ပြီးတော့လက်ရှိဆွေအောင်မျိုးဆက်ကိုစနစ်တကျ ထိမ့်သိမ့်ပြုစုပြိုးထောင်ပေးမယ်ဆိုရင်နောက်တစ်ချိန်မှာလက်ရွေးစင်အသိအတွက်အားကိုးရမယ့်သူတွေဖြစ်လာမှာပါလက်ရှိမြန်မာယူစက်ကွန်အသင်းမှာဇာမရီရဲ့ရဲရဲမှုစူးစမ်းအားထုတ်မှုပါရမီနဲ့ကောင်းမွန်တဲ့ခံယူချက်တွေကိုခံစား권ရနေပါလေအဲ့ဒီဂုံပုတ်တွေပျောက်ပြတ်မသွားအောင်ထိမ့်သိမ့်ဖို့ကလည်းတိတ်ပြီးအရေးကြီးတယ်ဆိုတာစေနာစကားလေးပါလိုက်ပြစေစီးရီးယားသင်းနဲ့ကစားခဲ့တဲ့အုပ်စုနောက်ဆုံးပွဲမှာမြန်မာပြည်သက်တွေပျော်ရွှင်ဂုံရောက်မြန်မာယူစက်ကွန်အသင်းစွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။ ဒူနာကွင်းထဲမှာမြန်မာယူစခွန်အသင်းနဲ့တူပျော်ရွှင်မှုစစ်တွေထပ်ပြီးတော့ခံစားခွင့်ရခဲ့ပါလေပျော်ရွှင်စရာရှားပါးတဲ့ချိန်မှာမြန်မာယူစခွန်အသင်းကဘောလုံးအားကစားနည်းနဲ့တူပျော်ရွှင်စရာတွေထပ်ပြီးတော့ဖန်အတီးပေးလိုက်အောင်မယ်လို့ယုံကြည်မိပါတယ်